မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 28ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးနန်းတွင်းကိုအာနာသိစ်ခေါင်းဆောင်မင်းအောင်လှိုင်လာပြီးတဲ့နောက်နန်းမြို့ရိုးတနေရာပြိုကျမှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် August 25ရက်နေ့ကမန္တလေးနန်းတွင်းကိုအာနာသိစ်ခေါင်းဆောင်ရရှိလာပြီးတဲ့နောက် August 26ရက်နေ့မနက်ပိုင်းမှာတဲ့အိမ်များတင်ထားတဲ့မန္တလေးနန်းမြို့ရိုးတနေရာမှာရှိတဲ့အုတ်ရိုးတခန်းဒီပါပြိုကျပျက်စီးခဲ့တယ်လို့ဒေသခံများကပြောဆိုထားပါတယ် ထီးချိုးခဲ့တဲ့မန္တလေးအခုမြို့ရိုးလဲကျိုးပြီးတော့ပေါက်တယ်ဆိုတော့မကြခင်မန္တလေးနန်းတက်စီးပေါက်ပြီးတော့အသက်ပြောက်ကြတော့မယ်လို့လူမှုကွန်ရက်သုံးဆွဲသူတို့ကမှတ်ချက်ပြုထားပါတယ်မြို့ရိုးပြိုကျခဲ့တဲ့တနေရာအားစစ်တပ်ကပိုက်အစိမ်းများကိုကာပြီးတော့ပြင်ဆင်နေတဲ့အတွက်ပြည်စည်းမှုအနေထားကိုတော့မသိရှိရသေးဘူးလို့ဒေသခံတွေကပြောပါတယ် ပြီးခဲ့တဲ့ဇွန်လအတွင်းမှာမန္တလေးမြို့အနီးတိုက်ပွဲများပြင်းထန်လာပြီးတဲ့နောက်နန်းမြို့ရိုးပေါ်မှာတဲ့အိတ်များတင်းကဘန်ကားများတိဆောက်ခဲ့ရာဒေသခံများကဝေဖန်ခဲ့ကြသေးတယ်လို့သိရပါတယ်။ဩဂတ်စ်လ25ရက်နေ့ကပဲစစ်ကောင်းဆောင်ကမန္တလေးမြို့ကိုရောက်ရှိလာပြီးတော့မန္တလေးနန်းမြို့ရိုးထိမ့်သိမ်းထားမှုအခြေအနေများအားစစ်ဆေးသွားပြီးတဲ့နောက်တရက်မှာပဲမြို့ရိုးပြိုကျခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အာနာသိန်းစစ်ကောင်းဆောင်ဟာ နမ်းမြို့ရိုးအနောက်ဘက်စီရှိတ်တရားပြန်လည်တိဆောက်မှုကိုပါကြည့်ရှုသွားခဲ့တယ်လို့သိရပါဗျ။မန္တလေးနမ်းမြို့ရိုးဟာစတူရန်လေးမြတ်နာတာပေါင်း2400ရှိပြီးတော့မြို့ရိုးတစ်လျှောက်မှာတကားကြီး12ပေါက်ထောင်းပြကြီး၄လုံးနဲ့ပြငယ်32ခုရှိတဲ့အားလျော်စွာ48ဌာနတို့မှာပြတ်တက်ဆောင်ပေါင်း48ဆောင်ရှိတယ်လို့သိရပါဗျ။ ်အာနာသိန်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာဩဂတ်လ25ရက်နေ့ကမန္တလေးမြို့တော်ခမ်းမမှာခရိုင်အစ်စ်နန်းစီဒီယန်ဝန်ထမ်းများနဲ့တွေ့ဆုံခဲ့ပြီးတော့ပြည်သူများအားအထမစစ်တင်တန်းတက်ခိုင်းမဲ့ပြည်သူလုံခြုံရေးစနစ်အကောင့်ထဲပုံမဲ့ကိစ္စကိုပါပြောသွားခဲ့သေးတယ်လို့သိရပါတယ်။ဒါအပြင်၎င်းပြောဆိုနေကြရွေးကောက်ပွဲမဲလိန်တဲ့ကိစ္စကိုပါထပ်ခါထပ်ခါဆွဆွဲသွားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မရန်ကုန်မြို့နယ်တန်တူးမှာလမ်းပေါ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့435 436တပ်ရင်းကိုအဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ26ရက်နေ့ည9:30မိနစ်ခန့်မှာမရန်ကုန်မြို့နယ်တန်တူးမှာလမ်းပေါ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့435 436တပ်ရင်းကို Operation Flame OF အဖွဲ့က အဝေးထိပ်မိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်မှုတချို့ရှိခဲ့ပြီးတော့အသေးစိတ်အခြေအနေကိုတော့ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။တော်လိုင်းရဲဘော်များအားလုံးဘေးကင်ရာကိုရောက်ရှိနေပြီဖြစ်ကြောင်း Operation Flame OF အဖွဲ့ကဗရင်းနဲ့ပြန်ကြားရေးတောင်ငန်ကပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကို Operation Flame OF အဖွဲ့ကလှုပ်ဆောင်ခဲ့ပြီးတော့ဆက်လက်ပြီးတော့ရန်ကုန်မြို့ပြတော်လိုင်းရဲမဟာမိတ်အားလုံးနဲ့အတူလက်တွဲပြီးတော့အကြမ်းဖက်စစ်တပ်ကိုအရှိန်ဟုန်မြင့်ပြီးတော့တိုက်ခိုက်ချိန်မုံသွားမှာဖြစ်ကြောင်းကို Operation Flame OF အဖွဲ့ကဗရင်းနဲ့ပြန်ကြားရေးတောင်ငန်က ဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ KNU KN အမျိုးသားစီယုံထိန်းချုပ်နယ်မြေဒူပလာယာခရိုင်တမဟာ6ဝင်းရင်မြို့နယ်မှာရှိတဲ့တန်ဖြူဇရက်ဖျားတုံးစုလမ်းမပေါ်မှာရှိတဲ့အနန်းကွင်းစစ်ဗျူဟာစခန်းတိုင်းတိုက်ပွဲအရှိန်ဟုန်မြင့်ပြီးတော့ပြင်းထန်လာတဲ့အချိန်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ထွက်ပြေးမှုတွေဖြစ်ပေါ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီဗျူဟာစခန်းမကျဆုံးရေးအတွာစစ်ကောင်စီဘက်ကလေကြောင်းပစ်ကိုအပြင်းထန်လုံဆောင်ပေးနေတဲ့ကြားကနေပြီးတော့နယ်မြေကန် KN အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တော်လိုင်းပူပေါင်းတပ်ဖွဲ့ဘက်ကလည်းစခန်းကိုတိုက်ရောက်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့အတွာ စခန်းထဲမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့မခံနိုင်တော့ဘဲနဲ့ထွက်ပြေးသွားခြင်းဖြစ်တယ်လို့မြေပြင်သတင်းအရင်းမြစ်ကပြောဆိုထားပါရယ်အရင်ရက်တွေကတချို့ထွက်ပြေးသွားတာတွေရှိတယ်ဒီမနက်လဲ၃ရောက်ထပ်ပြီးတော့ထွက်ပြေးသွားတာရှိတယ်လက်နက်တွေတော့မပါဘူးအဓိကကတော့သူတို့ပြန်ပြီးတော့မခုခံနိုင်တော့လို့ထွက်ပြေးတာဖြစ်မှာပေါ့ထွက်ပြေးတဲ့လူတိတိကျကျတော့မသိရသေးဘူးလို့၎င်းသတင်းအရင်းမြစ်ကပြောဆိုထားပါရယ်အနန်းငွေစစ်ဗျူဟာစခန်းအပြင်လွတ်ရှမ်းကြေးရွာမှာရှိတယ်တပ်စခန်းမကြဆုံးရေးအတွက်စစ်ကောင်စီဘက်ကအခုရက်ပိုင်းအတွင်းမှာ112ဂျက်လီရင်နဲ့ ကင်းထန်စွာဘုံကျဲတိုက်ခိုက်ခဲ့ရာဒေတာတွင်းမှာပြည်သူတွေရဲ့နေအများပြားထိခိုက်ပျက်စီးသွားတယ်လို့ဒေတာကန်နေစီကသိရပါတယ်အခုလိုမျိုးဘုံကျဲတိုက်ခတ်မှုများပြင်းထန်လာတဲ့အတွက်အနန်းကွင်းရွာလွတ်ရှမ်းရွာမှာရှိတဲ့ဒေသခံများဟာရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတဲ့အပြင်အနီးနားကကျေးရွာတွေမှာရှိတဲ့တညင်ဖာယာကြားမီစတဲ့ကျေးရွာအများက စစ်ဆောင်ရာနဲ့ခြေပြီးတော့ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံများကပြောဆိုထားပါဗျ။အနန်းကွင်းစစ်ကောင်စီတပ်စခန်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား80ဦးဝင်းကျင်ကန်းရှိကမြေပြင်စစ်ကူလက်နဲ့ခြေကြောင်ပို့ဆောင်နိုင်ခြင်းမရှိတော့လဲစစ်ကောင်စီကလေရင်နဲ့ရိတ်ခါလက်နက်များကိုအခုလာစမ်းပိုင်းမှာပို့ဆောင်ဖြည့်တင်းပေးခဲ့တယ်လို့သိရပါဗျ။လက်ရှိအချိန်မှာအဲ့ဒီစခန်းမှာစစ်ကောင်စီတပ်အင်အားနည်းလာတဲ့အတွက်မြေပြင်စစ်ကူထိုးစစ်ဆင်လာပါကိုဒေသတွင်းမှာရှိတဲ့ဒေသခံတွေကစိုးရိမ်နေကြရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတိဆက်ပေးရမယ်တရင်ကတော့ပဲခူးတိုင်းအနောက်ချမ်းပြည်မြို့အခြေဆိုင်အမှတ်30လုံချိုရဲတပ်ဖွဲ့ခွဲကရဲတပ်ဖွဲ့ဝင်အလောင်း18လောင်းကိုဩဂတ်လ26ရက်နေ့နေ့လယ်ပိုင်းမှာ အင်းငိမ့်ရတုတ်တံမှာတကြိုခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တေးဆုံးသွားတဲ့ရဲတပ်ဖွဲ့ဝင်18ဦးဟာပဲခူးတိုင်းအနောက်ချမ်းမှာအခုလနောက်ဆုံးဘက်ကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်တေးဆုံးခဲ့တာဖြစ်ကပြည်မြို့အမှတ်16ဂရင်းတရားဆစ်ဆဲရုံကနေပို့ဆောင်တကြိုလိုက်တယ်လို့ဆိုပါတယ်။ရဲတပ်ရင်10ကအလောင်း18လောင်းဩဂတ်လ26ရက်နေ့အင်းငိမ့်ရမှာချမယ်။ဂရင်းတရားဆစ်ဆဲရုံကနေချမှာတိုက်ပွဲကြည့်ရင်းနဲ့တေးကြတာလို့ပြောတယ်လို့ ပြည်မြို့အင်းငယ်ရာတုတ်တန်အနီးနေထိုင်တဲ့သူတို့ကနာရေးမချမီဩဂတ်စ်လ26ရက်နေ့မနက်ပိုင်းမှာပြောကြားထားပါတယ်။ဒါ့အပြင်ဩဂတ်စ်လ24ရက်နေ့ကလည်းပြည်မြို့အခြေဆိုင်ဒေသကိုယ်ကဲမှုစစ်ဌာနချုပ်ဒါကာဆာကဘိုကြီးအာကာမင်းအသက်32နှစ်ရဲ့ရုပ်အလောင်းကိုလည်းအင်းငယ်ရာတုတ်တန်မှာပဲလာရောက်ကြိုသွားတယ်လို့နောက်ထပ်မြို့ခံအမျိုးသမီးတို့ကပြောပြထားပါတယ်။ဘိုကြီးအာကာမင်းဆိုတာဂရေတရာကနေပြီးတော့အင်းငယ်ရာမှာလာချသွားတာ သူဆိုမိမယူလာတာနှစ်လလောက်ပဲရှိသေးတယ်။သူ့အမျိုးသမီးကပြည်ကံဘောဇဗန်ကားလို့ပြောတယ်။ဝတိကန်ဘက်ကတိုက်ပွဲမှာကြသွားတာလို့၎င်းကပြောဆိုခဲ့ပါတယ်။ပြီးခဲ့တဲ့ဩဂတ်လ22ရက်နေ့မှာပြည်မျိုးနယ်အောင်လံမျိုးနယ်အဆက်ဝတိကန်တိုက်နယ်16ကျေးရွာအနီးမှာစစ်ကောင်စီတပ်ရဲပြူစောတိပူပေါင်းစစ်ကြောင်းနဲ့ဒေသကာကွယ်တပ်ဖွဲ့တွေကြားမှာနေဝက်ခန့်တိုက်ပွဲဖြစ်ပွားခဲ့ကနှစ်ဖက်ထိခိုက်ဒေဆုံးမှုတွေရှိခဲ့တယ်လို့ပြည်ခရိုင်အတွင်းမှာလှုံ့ဆော်နေတဲ့ PDF တပ်ဖွဲ့ဝင်တို့ကပြောပြထားပါတယ်။ဒါ့အပြင်ဩဂတ်လ24ရက်နေ့မှာလည်းလက်ပတန်းမျိုးနယ်အုပ်ဖို့စုရွာအနီးမှာစစ်ယူနီဖောင်းဝတ်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့စစ်အုပ်စုပူးပေါင်းစစ်ကြောင်းကိုတော်လှန်ရေးတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့လို့ရဲအုပ်နဲ့ဒူရဲအုပ်အဆင့်တွေအပါအဝင်အယောက်20ကျော်တိတ်ဆုံးခဲ့တယ်လို့တရားဝတိခရိုင်33ကျန်းနဲ့တိုင်ရင်ပြည်နယ်ပြန်ကြားရေးတာဝန်ခံရဲဘော်ဒူရကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆလာပီတင်ဆက်ပေးရမယ့်သတင်းကတော့တရုတ်မြန်မာနယ်စပ်မှာတရုတ်စစ်တပ်ကဝေဟင်နဲ့မြေပြင်စီးရဲကင်းလဲမှုများကိုလှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ26ရက်နေ့မှာတရုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော် PLA ရဲ့တောင်ပိုင်းစစ်ဒေသကြီးတပ်ကတရုတ်မြန်မာနယ်စပ်ရွှေလီကိုကတ်ဒေသနယ်စပ်တရုတ်ပြည်ဗချန်းကိမ်းမာခရိုင်မုံတင့်နဲ့ကျန်းခန်းခရိုင်တွေမှာပါကင်းလဲ့နေတယ်လို့သိရပါတယ်။မြေပြင်နဲ့ဝေဟင်လဲကင်းကိုပူရဲကင်းလဲ့မှုများပြုလုပ်လျက်ရှိတယ်လို့သိရပါတယ်။အဲ့ဒီကင်းလဲ့မှုရဲ့ရည်ရွယ်ချက်ဟာနယ်စပ်ဒေသများလုံခြုံရေးနဲ့ တည်ငြိမ်အေဂျင့်ရေးကိုထိမ့်သိမ်းရန်ဖြစ်ကြောင်းတရုတ်စစ်တပ်ကပြောဆိုထားပါတယ်။မြန်မာနိုင်ငံဘက်အချမ်းရှမ်းပြည်နယ်အတွင်းမှာစီရေးတင်းမာမှုများတိုးပွားလာမှုကြောင့်လုံခြုံရေးစိုးရိမ်မှုများများပြားလာတဲ့အချိန်တရုတ်နိုင်ငံကမြန်မာနယ်စပ်အနီးမှာစီရေးကင်းလဲမှုတွေကိုလှုံ့ဆော်လာခြင်းဖြစ်တယ်လို့သိရပါတယ်။မြန်မာနိုင်ငံဘက်ကမတည်ငြိမ်ဖြစ်နေတဲ့အခြေအနေကတရုတ်နိုင်ငံရဲ့နယ်စပ်လုံခြုံရေးအတွက်အဓိကစိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်တယ်လို့တရုတ်စစ်တပ်ကထုတ်ပြန်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်တောင်ကုန်းမြို့ရဲကဒေသခံပြည်သူများဟာပဲခူးတိုင်းပြည်မြို့ကိုသွားမည်ဆိုပါက G1 စေဦးစီးပထမရန်ရဲ့ထောက်ခံစာပါမှသွားလာလို့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပြည်မြို့ကိုခရီးသွားလို့ပါက G1 ထံကိုခွင့်ပြုချက်တောင်းရပြီးတော့စစ်စေးရေးဂိတ်များမှာမှတ်ပုံတင်ကိုထားခဲ့ရကြောင်းတောင်ကုန်းမြို့ကအသက်50အရွယ်အမျိုးသားတို့ကပြောပြထားပါတယ်တောင်ကုန်းပြည်လမ်းကခရီးသွားမယ်ဒါမှမဟုတ်ပြည်ကိုသွားမယ်ဆိုရင် G1 ရဲ့ထောက်ခံစာယူရတယ်ခွင့်ပြုချက်ရမှသွားရတာ ထောက်ခံစားမရလို့မသွားတဲ့သူတွေတပုံကြီးပဲတေချာစီစစ်တာဘာသွားလို့မှာလဲဗမာနေမှာလဲဘာလို့ဖို့သွားမှာလဲအစုံကိုမင်းမြန်တာပြီးတော့စစ်စေးဂိတ်မှာကိုယ့်ရဲ့မှတ်ပုံတွေကိုထားခဲ့ရတယ်ပြန်လာမှယူပေါ့မဟုတ်ရင်တော့သွားခွင့်မပြုဘူးလို့ပြောဆိုထားပါတယ် G1 ဟာစစ်ကောင်စီတပ်ထဲကအရာရှိကြီးတဦးဖြစ်ပြီးတော့အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာမြို့နယ်ထွေးအုပ်ခရိုင်ထွေးအုပ်ရုံများကိုအ धिक ကြီးကြပ်ရပြီးတော့အုတ်ချုပ်ရေးအမိန့်အာဏာများကိုတိုက်ရိုက်ကင်ကွယ်ခွင့်ရှိသူဖြစ်တယ်လို့သိရပါတယ်တောင်ကုန်းအန်လန်းကိုစိုင်းကဲနဲ့ချင်းချင်းရှောက်သူများကိုသာသွားလာခွင့်ပြုပြီးတော့ ဈေးရောင်းဈေးဝယ်ပြုလုပ်သူများဟာမှတ်ပုံတင်ကိုထားခဲ့ရကြောင်းနောက်ထပ်မြို့ကန်တို့ကပြောပါတယ် တောင်ကုတ်အန်းလန်းကတော့သွားခွင့်ပြုတယ်ဒါပေမဲ့အန်းအထိပဲနော်ဈေးသွားဝယ်တဲ့သူတွေလည်းရှိတယ်စေကန်းသွားပြတာတွေရှိတယ်ဆိုင်ကယ်နဲ့လူလောက်ပဲခွင့်ပြုပေးတယ်ကားကြီးတွေတုတ်တုတ်တွေနဲ့မရဘူးအစ်စ်အစေးအမင်းမင်းကတော့အရန်ကိုထူတာငွေညစ်တာလည်းရှိတယ်ဈေးတဲ့တချို့ဆိုရင်တားမြစ်ထားတဲ့ပစ္စည်းတွေပါတယ်ဆိုအကြောင်းပြပြီးတော့ငွေညစ်တာတွေရှိနေတယ်လို့ပြောဆိုထားပါတယ်တောင်ကုတ်မြို့ကိုအရခတက်တော် AA ကဝမ်းရံပိတ်ဆို့ထားတဲ့အတွက်စစ်ကောင်စီတက်တဲ့ AA တို့ဟာစီရေးတင်းမာလျက်ရှိပြီးတော့တိုက်ပွဲဟာလည်းပြီးခဲ့တဲ့လအနေငယ်ကဂျိုးချားဖြစ်ွားခဲ့တယ်လို့သိရပါတယ်လက်ရှိမှာတိုက်ပွဲမရှိတော့လဲ အာနာသိန်းစစ်ကောင်စီရဲ့လေတပ်ဟာတောင်ကုန်းမြို့နယ်ကလူနေကျေးရွာများနဲ့တောင်တန်းများကိုဘုံကျဲတက်ခတ်မှုများဇက်လိုက်ပြုလုပ်နေတယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုနဲ့လေကြောင်းဘုံကျဲတက်ခတ်မှုတွေကြောင့်တိမ်ဆုံးသူတောင်ကုန်းဒေသခံ6ဦးထက်မနည်းရှိနေပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းအုတ်ဖုံမြို့ပေါ်နဲ့ကြေးရွာများမှာအကြမ်းဖက်စစ်ကောင်စီကကြက်ဖွဲ့ပါတီဝင်များပါမကြံစစ်မှုထမ်းရန်လိုက်လံဖမ်းဆီးနေတဲ့အတွက်ပြည်သူများဟာရရလက်နက်များနဲ့ခုခံပြီးတော့ထွက်ပြေးနေရပြီးပြည်သူ20ဦးထက်မနည်းဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ22ရက်နေ့ကနေစတင်ပြီးတော့အကြမ်းဖက်စစ်တပ်ကအုတ်ဖုံမြို့ပေါ်နဲ့ကြေးရွာများမှာစစ်မှုထမ်းရန်အတွက်ပြည်သူများကိုလိုက်လံဖမ်းဆီးနေခြင်းဖြစ်ပြီးတော့ကြေးရွာများမှာနေထိုင်တဲ့ပြည်သူများကဂျင်းကလေး၄ခွများနဲ့ပြန်လည်ခုခံပြီးတော့ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီ ီတပ်သားများကဩဂတ်လ22ရက်နေ့မှာအုတ်ဖို့ဘူရာမယထားဘော်ကနေဆင်းလာတဲ့သူ9ဦးလေဦးစုရွာက1ဦးအုတ်ဖို့မျိုးတွေကကုန်ထမ်းနေတဲ့သူ2ဦးအာယုံဈေးလာဝယ်တဲ့သူတအူးနဲ့ဩဂတ်လ23ရက်နေ့မှာဥရိုရွာလမ်းဘေးမှာမျက်ရည်နေတဲ့သူတအူးတစ်ဆိုင်ကုန်းကချဲရောက်သူတအူးလျှက်စစ်ရက်ကွက်က3ဦးစပားတင်နေတဲ့ကာဒမ2ဦးဥရိုရွာက1ဦး ကျုံကုံရွာကငားများနေတဲ့သူတဦးတစ်စိန်ကုန်းကထော်လာကြီးမောင်းတဲ့သူတဦးအိမ်မတရားအထဲချုပ်လူကြို့ဖို့လုံနေတဲ့ပုံမိန်သမားတဦးတို့ကိုအကြမ်းဖက်စစ်ကောင်စီကပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ဇီးကုန်းနဲ့အုပ်ဖို့မှာကတမန်ပြည်သူတွေအပြင်စစ်တပ်ထောက်ခံတဲ့သူတွေနဲ့ကျန်းဖို့ပါတီဝင်တွေကိုပါစစ်တပ်က ပေါ်တာဆွဲနေလို့အကုန်တိန်းရှောင်နေကြရတယ်။အုပ်ဖို့ကစစ်တပ်ထောက်ခံတဲ့ စစ်မှုထမ်းဟောင်းရဲ့ဒါပေါ်တာဆွဲခံရတာသူ့သားကိုပြန်လွတ်ပေးစေခြင်းရင်ထွေအိုရုံးမှာကင်းဆောင်ရမယ်ဆိုလို့တွားဆောင်ပေးတာတောင်မှပြန်မလွတ်ပေးလို့သူ့အဖေကပောက်ကွဲနေတယ်။နေတိုင်းလိုလိုဝင်ဖမ်းလို့ထွက်ပြေးနေရတယ်။အခုကငွေပေးရင်လည်းပြန်ထုတ်လို့မရတော့ဘူး။အသက်ကြီးတဲ့သူတွေသာငွေပေးပြီးတော့ပြန်ထုတ်လို့ရတာမျိုးပြက်ကြီးလို့ဖြစ်နေပြီ။အပြင်ထွက်ပြီးအလုံးလုံးလို့ကလည်းမရ။ပြည်သူတွေအယမ်းကိုဒုက္ခရောက်နေကြရတယ်။ကြာရင်လူတွေငတ်ပြီးသေမယ်ထင်တယ်။တနေ့လုံးမှတနေ့စားရတဲ့သူတွေအယမ်းကိုခက်ခဲနေပြီ။ရွာတွေမှာတော့လူငယ်တွေကလေးခွားတွေဂျင်းကလေးတွေနဲ့လာဖမ်းတဲ့စစ်ခွဲတွေကို ပြန်ခုခံပြီးတော့ထွက်ပြေးနေကြရတယ်လို့တာယာဝတီခရံတရင်363ကျန်းနဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ဒူးရကပြောဆိုထားကြောင်းသိရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ